ဆင်းမြင့်လက်မပတန်ဒီမှာ BB မတ်ထဲနီမိထားတဲ့ညီမလေးတို့ဒီကျေးကဒီနေ့ BB မတ်ထဲနီကိုပြောပြပေးမှာဖြစ်ပါတယ်ဒီကျေးတို့ BB မတ်ကိုဘယ်လိုထည့်ရမလဲဆိုဒီကျေးတို့က BB မတ်ဒီအဓိကတည်ရမှာတမီးတို့ကရင်ထိတ်မတ်ပေါ့နော်ရင်အင်းဆုံးနှစ်ခုကိုအရင်ဆုံးတိုင်းပေးရမယ်ရင်ထိတ်မှတ်တိုင်းဖို့ဆိုတမီးတို့ကဒီမှာဆိုကိုယ့်ရဲ့ဒီရင်အမြင်ဆုံးနှစ်ခုကိုတိုင်းပေးရမှာเนาะဒီဘက်ရင်အမြင်နဲ့ဒီဘက်ရင်အမြင်ဆုံးလေးကိုတိုင်းပေးလိုက်ဒီမှာဆိုရင်ဒီကျေတို့က ကိုလမပါတားပါတော့เนาะကိုလမဆိုရင်သူ့ကိုနဲ့နဲ့စားပေးရမယ်เนาะပြီးဒီကျဲတော့နောက်တစ်ခုကကျတော့ရင်ကြဆိုတာတိုင်းပေးရမယ်ဒီပကုံးဆက်ကနေပြီးတော့ရင်အမြင့်ဆုံးအဲ့ဒီတက်မှတ်လို့မှာเนาะတမီတို့ရင်အမြင့်ဆုံးဒီမှာဆိုဘယ်လောက်လဲ7နှစ်ဒီမှာကရင်ထိတ်မှတ်နှစ်ခုအကွာဝေးရခုနကတော့ကိုလို့မှတ်ထားမယ်ရင်ကြမှတ်ဒီဒီပကုံးထိတ်ကနေပြီးတော့ဒီမှာဆိုရင်7နှစ်လို့မှတ်ထားပေးမယ်เนาะအဲ့ဒီအမှတ်နှစ်ခုကိုတမီတို့မဖြစ်မနေတိုင်းပေးရမယ်ဒါလက်မှတ်လေးနဲ့ဆိုရင်เนาะ ရင်အမြင့်ခုနကသမီးတို့တိုင်းနာတာဆိုရင်နမူနာတွက်ကြည့်မယ်နော်ရင်အမြင့်ဆုံးတိုင်းနာဘယ်လောက်ရတာလဲရင်အမြင့်ဆုံးတိုင်းနာတာခုနတော့ကတချေတို့ကကိုလက်မပဲထားပါနော်သူ့ကိုဘယ်လောက်နဲ့စားပေးရမနှစ်နဲ့စားပေးရမယ်အဲဆိုတချေတို့လက်မနဲ့ဆိုတော့4.4ဖြစ်သွားမယ်နော်ဒါဆိုသူ့ကို4.4နဲ့ဆွဲပေးရမှာဖြစ်ပါတယ်ခုနတော့ရင်ကြရင်ကြမှတ်ကြတော့တချေတို့ကရင်ကြမှတ်တစ်ခုကိုလည်းတချေတို့ကမှတ်ပေးထားရမယ်ရင်ကြမှတ်ကခုနကတော့တချေတို့ဘယ်လောက်ကြလဲ7နှစ်ပေါ့နော်7နှစ်မှာဆွဲပေးရမယ် ဒီအစင်းမြင့်လက်မှတ်နည်းနဲ့ဒီကျဲတို့ကပတံတွေပြန်ဆွဲတဲ့အခါမှာဆိုရင်ဒီကျဲတို့ကရင်မြင့်နေရင်ကြားမှတ်တူပြန်ပြီးတိုင်းပေးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အခြေခံပတံတွေကိုသမီးတို့ကအရင်ဆုံးဆွဲရမှာပေါ့နော်။အဓိကကိုယ့်ရဲ့ဒီမှာရင်မြင့်ရခါမြင့်ရဆွဲပြီးပြီဆိုဒီကျဲတို့ကခုနတော့ကရင်မြင့်ဆုံးနှမကိုတိုင်းထားတဲ့ BB မှတ်ပေါ့နော်။သူ့ကိုအင်္ဂလိပ်လို BB မှတ်လို့ခေါ်ရတယ် best point လို့လည်းခေါ်ပေါ့နော်။ BB ကဘလောက်ရဆိုဒီကျဲတို့၄သမား၄အဲ့ဒီအောင်ဒီကျဲတို့ဒီမှာဆိုရင်ခါမြင့်ဒီအားဒီကျဲတို့ခါမြင့်နော်။ဒီအားကြတော့ရင်မြင့် အမှဒီကျဲတို့ကဒီခါမြဲမှာတမတ်မှတ်ပေးမယ်လေးသသမလေးနဲ့မှတ်မယ်ဒီကျဲတို့နော်ခါမြဲမှာလေးသသမလေးတမတ်မှတ်မယ်ဒီထိတ်ကနေပေါ့နော်ဒီအေမင်းကနေဒီကိုထိပြီးတော့လေးသသမလေးတစ်ခုမှတ်ဒီရင်ထဲမှာလိုက်တိုင်းပဲဒီကျဲတို့ best point ရဲ့အမှတ်လေးဖြစ်တဲ့လေးသသမလေးကိုတမတ်မှတ်မယ်ဒီပကုံးမှတ်မှာလည်းဒီကျဲတို့အဲ့တိုင်းပဲလေးသသမလေးတမတ်မှတ်ပေးရမယ်နော်ဒါဆိုဒီအမှတ်လေး၃ခုဒီကျဲတို့ကအရင်ဆုံးမှတ်ပေးလိုက်ပြီနော် ပီပီမှတ်လေးတွေမှတ်ပေးပြီးပြီးရင်ဒီချိန်တော့ဘာမှတ်တတ်မှတ်ပေးရမလဲဆိုရင်ကြားမှတ်ကိုမှတ်ပေးရမယ်ရင်ကြားမှတ်ဒီခုနကတော့ဒီပီပီမှတ်လေးတသမလေးမှတ်ထားတဲ့အမှတ်ဒီပကုံးမြင်းရကနေအောက်ကိုဒီချိန်တော့စနစ်ဆွဲရမယ်နော်ကိုရဲ့အမှတ်ကိုဒီချိန်တော့ရှိကြဟာကိုစနစ်ဆွဲချပေးလိုက်မယ်ဒီမြေကဘာမြေလဲဆိုတော့ဒီကျေတော့ဒါဆိုရင်ကြမှတ်လို့ခေါ်တယ်เนาะ ဒါဆိုရင်ကြမယ်ကိုယ့်ရဲ့လူတယောက်နဲ့တယောက်ရဲ့ရင်ကြားပါတယ်ကမတူတဲ့အတွက်ဒီချေတော့တေးချာချာတိုင်းပေးရမယ်နော်ဒီပကုံးထိတ်ကနေပြီးတော့သူ့ရဲ့ဒီရင်နေဆုံးရှိတယ်ခုနကတချေတို့တိုင်းတာဘာလို့ရလဲစနစ်ပေါ့နော်ဒီစနစ်စနစ်ကဒီမှာတချေတို့ကအောက်ကိုသူ့တက်တက်ခုနတော့မှတချေတို့ကဒါဆိုဒီချေတို့ကတောက်မြင်းဖြစ်သွားပြီနော်တောက်မြင်းလေးကိုဆွဲပေးရမယ်ရှေ့ကိုတချေတို့လက်မနဲ့ဆိုဘလောက်လဲ၄စိမ့်နောက်ကို၄စိမ့်ပြန်မှတ်ပေးမယ်နော်ဒီမှာဆိုတချေတို့ကတောက်ကိုဆွဲပေးလိုက်မယ် အောက်ကိုကြားတော့တချေတို့တဲ့ပဲပြန်ဆွဲမယ်ခတူဖြစ်တဲ့အတွက်ဒါဆိုရင်ဒီမှာကလေးတချေတို့ပါအမှတ်လို့ခေါ်လဲပီပီမှတ်လို့ခေါ်တယ်နော်အဓိကဒီမှာပီပီမှတ်ကိုဘယ်လိုထည့်မလဲဆိုတာတမီးတို့ကိုအဓိကပြောပြပေးတာဖြစ်ပါတယ်ဒါပီပီမှတ်ထည့်နေမိသားလေးညီမလေးတို့ဒီစီရပြောပြပေးတာနော်ဒီမှာဆိုအဓိကတမီးတို့မှတ်ကမှခါမြင်းမှာမှတ်မယ်ဒီမှာရင်မြင်းမှာမှတ်မယ်ပခုံးမြင်းမှာမှတ်မယ်မှတ်ပြီးတော့မှဒီစီရရင်ကြမှတ်ကိုမှတ်နော်ရင်ကြမှတ်ကနေမှဒီစီရအောက်ကိုရင်းဆွဲကြပေးရမယ်နော် ကဲဒါဆိုဘီဘီမှတ်ကလေးတွေဒီစနစ်လေးနဲ့ထည့်ပြီးတော့ဆွဲကြမယ်နော်